ားလုံးမင်္ဂလာပါမြောင်းတော်လီရှာရင်းရှင်တွေကနေပြီးတော့မှပြန်လေကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားတရုတ်နဲ့ဂျပန်ရဲ့တန်တမန်ရေးတင်းမာနေတဲ့အရှင်တွေကအခုထက်ထိငြိမ်သက်မတော်သေးပါဘူးတရုတ်အစိုးရအာဘော်မီဒီယာတွေမှာဂျပန်ရဲ့ဆေးဝါးဒီရှေ့ထွင်တဲ့အကြောင်းတွေကိုရက်20ကျော်တဲ့အထိတွေးနေရပါသေးတယ်ဘီဂျင်းဘက်ကဒေါ်တာမပြည်သေးတဲ့အနေအထားမှာပါဒီလိုဖြစ်နေချိန်မှာပဲဂျပန်ဘက်ကတခုခုကိုလှုပ်လာပါတယ်ဒါကတော့ထိုင်ဝမ်နဲ့မိုင်80လောက်ပဲဝေးတဲ့ဂျပန်ပိုင်ယိုနာဂူနီကျွန်းစီကို တာကိုရဲဝင်ကြီးဆန်ဂျီရိုခိုင်ဇူမီကပြီးခဲ့တဲ့နိုဝင်ဘာ23 24ရက်တွေမှာရောက်လာခဲ့တာပါဒီနေ့ကတော့ဒီခီးဆန်ကဘလို့အတိတ်ပဲတက်ရောက်တာလဲတရုတ်နဲ့ပတ်သက်ရင်ဒါမှမဟုတ်ထိုင်ဝမ်အရေးနဲ့ပတ်သက်ရင်ဂျပန်ကပြင်ဆင်လာနေတာလားဒီကျွန်းကအခုတင်းမမှုတွေအတွက်ရောဂျပန်အတွက်ပါဘလို့အထိအရေးပါနေတာလဲဒါတွေကိုကျွန်တော်သုံးသပ်တင်ဆက်ပေးတော့ပါမယ်ယိုနာဂူနီကျွန်းဟာဂျပန်နိုင်ငံပိုင်ဒေသတွေအလုံးထဲမှာအနောက်ဘက်ကြာဆုံးဒေသတစ်ခုပါ။အိုခီနာဝါလိုပဲဂျပန်ရဲ့အနောက်တကတစ်ချက်ပါပဲ ဒီကျွန်းကလွန်ခဲ့တဲ့1889မတိုင်ခင်မှာတော့ရူကျူဘရင်နိုင်ငံလက်အောက်ကဒေသတခုပါရူကျူလူမျိုးစုတွေကအိုခီနာဝါကျွန်းတဝိုင်းမှာနေထိုင်ကြတဲ့လူမျိုးစုတွေပါကိုပိုင်တလေကိုပိုင်ဘာသာစကားတွေရှိပါတယ်သူတို့ရဲ့နိုင်ငံကဂျပန်နဲ့တရုတ်ကိုပန်တာဆက်ကြပါတယ်ဒါတွေပြောနေရင်ရှင်းသွားပါလိမ့်မယ်1889မှာတော့ဂျပန်ရဲ့မေဂျီပြုပြင်ပြောင်းလဲခြင်းနဲ့အတူရူကျူနိုင်ငံလည်းပြတ်ကွက်သွားပါတယ်ဂျပန်ကသိမ့်ပိုက်လိုက်ပြီးတော့မှအိုခီနာဝါဒေသအုပ်ချုပ်ရေးဒေသကိုထိလိုက်တာပါ ဒုတိယကမ္ဘာစစ်အပြီးမှာတော့အမေရိကန်က Okinawa ဒေသကိုသူတို့အုပ်ချုပ်ရေးအောက်မှာထားခဲ့ပါတယ်။ဒါက1980နှစ်အထိပါ။ဒီနောက်တော့အမေရိကန်ကသူအုပ်ချုပ်ရေးရုပ်သိမ်းပြီးတော့မှတဲတွေကိုလည်း Okinawa မှာပဲထားပါတော့တယ်။ဂျပန်ရဲ့လက်အောက်ကို Okinawa ဒေသကပြန်ရောက်လာပါတယ်။ဒီနေ့မှာ Yonaguni ကျွန်းနဲ့ပါပါတယ်။ငါးဖက်လုံငန်းနဲ့ခရီးသွားလုပ်ငန်းကတော့ကျွန်းရဲ့စီးပွားရေးပါ။ Okinawa စီရင်စုတွေမှာပါပေမဲ့ဂျပန်နဲ့ဝေးတဲ့အတွက်ဒေသခံတွေကထိုင်ဝမ်နဲ့ဆက်ဆက်ရေးအရာပို့ပြီးနှိက်ကပ်ပါတယ်။ဒီတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝန်အခြေမှတ်ချက်တွေကြောင့်တဲမှမှုတွေဖြစ်လာပြီးမှဒီလိုမျိုးထိုင်ဝန်နဲ့နှီးတဲ့နေရာကိုကောက်ကွေရေးဝင်ကြီးလာတာကဘလို့အထိပ္ပယ်ပါလဲစဉ်းစားစရာသိမ့်မလို့အောင်ကိုအရှင်ကြီးကရှင်းပါလေတရုတ်ဘက်ကကြိုက်ကြိုက်မကြိုက်ကြိုက်တူတူဘက်ကတော့လုံးစရာရှိတာဆက်လုံးမဲ့သဘောပါပဲကျွန်းဘော်ကိုရောက်တဲ့အချိန်မှာကောက်ကွေရေးဝင်ကြီးကဒီကျွန်းမှာတာလဲလေချောင်းကောက်ကွေရေးစနစ်တွေကိုတက်ဆင်မယ်လို့ပြောခဲ့ပါတယ်သူကတော့ဂျပန်ကိုကောက်ကွေဖို့ဆိုပြီးအကြောင်းပြပေမဲ့ထိုင်ဝန်ကိုဥပဒေမဲ့ကျူးကျော်ကြနေတဲ့ဘေကျင်းအတွက်တော့သဘောကျစရာမဟုတ်ပါဘူး ဂျပန်ဘက်ကတက်ဆင်မဲ့တာလဲလေကြောင့်ကကွေရစနစ်က type 03 shoe ဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒီစနစ်ကအိုကီနာဝါဒေတာကကျွန်းတွေမှာအများစုတက်ကြတဲ့စနစ်ပါ။အကော်ဝေးကတော့တာလဲဖြစ်တဲ့အတွက်30မိုင်ကရေကြောင်ချင်းချောက်မှုတွေကိုပဲဟန်တားနိုင်ပါတယ်။ထိုင်ဝမ်နဲ့အခုတက်ဆင်မဲ့ကျွန်းအကော်ဝေးက68မိုင်ပါ။ဒါကြောင့်ထိုင်ဝမ်ကိုကောက်ခွေပေးလို့ရနိုင်တဲ့အကော်အဝေးမဟုတ်ပါဘူး။ဒါပေမဲ့ရေဒါတွေမှာတော့ကျွန်းမှာရှိတဲ့စနစ်တွေကထိုင်ဝမ်ကျွန်းကိုကောက်ခွေပေးလို့ရကြပါတယ်။ အဲ့ဒီကြုံမှာဂျပန်ဘက်ကရေဒါတွေကိုတက်ဆင်ဖို့ခွင့်ပြုချက်ရခဲ့တာက2010ခုနှစ်ကပါ2014မှာတော့စောင့်ကြည့်ရင်းနဲ့ရေဒါစကန်တွေကိုစာဆောက်ခဲ့ကြပါတယ်2016လောက်မှာတော့ဖွင့်လေးနိုင်ခဲ့ပြီးတော့မှတဲဖွင့်ဝင်တရားလျှောက်စီကိုပါကျွန်းပေါ်မှာတာဝန်ချခဲ့ပါတယ်ဒီဖြစ်ရဖြစ်ပြီးမကြခင်ပါပဲဘီဂျန်ဘက်ကဒေတာရဲတည်ညီမှုအတွေ့စိုးရင်ရတယ်လို့တုံ့ပြန်ခဲ့ပါတယ်အရင်တော့ရန်လိုတဲ့အနေအထားမရှိခဲ့ပါဘူးအဲ့ဒီအချိန်ကတရုတ်မှာအင်အားတည်ဆောက်နေစေကာလာဖြစ်နေတာကြောင့်လည်းပါပါတယ် ကျွန်းမှာတက်ထားတဲ့ရေဒါတွေက JFPS 3အမျိုးအစားရေဒါမှမဟုတ်သူနဲ့အမျိုးအစားသိမ်းမခေါ်တဲ့ရေဒါတွေဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။မိုင်၂၄၀စေကနေ300လောက်အထိထောင်ထဲနိုင်တာတွေကိုလုံးနိုင်တဲ့ရေဒါတွေပါ။ထောင်ဝန်းကိုဘလို့ကောက်ခွေနိုင်တယ်လဲဆိုရင်တော့တရုတ်ရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုကြိုတင်အသိပေးနိုင်တာပါ။ဒီတော့ကျွန်းရဲ့အရေးပါမှုအကြောင်းကိုလည်းဆက်ပြောရအောင်ပါ။ထောင်ဝန်းနဲ့အနီးလေးမှာရှိတဲ့ကျွန်းကအခုလက်ရှိခေတ်ပထဝီနိုင်ငံရင်းနဲ့မဟာဗျူဟာအရအရင်းကိုအရေးပါပါတယ်။တကယ်တော့ အခုမှအရေးပါတာတော့မဟုတ်ပါဘူးအမေရိကန်ထိန်းချုပ်မှုအောက်မှရှိနေတဲ့အချိန်မှကလေးကအရေးပါနေတာပါစီအီခင်မှအမေရိကန်ကထိုင်ဝမ်အရေးကိုအနီးကပ်စောင့်ကြည့်ဖို့အတွက်ဒီတွန်းကိုလည်းတုံးခဲ့ပါတယ်တန်းနဲ့စခန်းကြီးတွေမရှိပေမဲ့ဒီနေရာကလည်းအိုခီနာဝါဒေတာဒေကစောင့်ကြည့်ရတဲ့နေရာတစ်ခုပါပဲအဓိကကတော့တရုတ်ပြည်မှကြီးရဲ့လှုပ်ရှားမှုတွေနဲ့ဆိုဗီယက်ရင်ကုန်တင်ပေါ်လှုပ်ရှားတာတွေကိုစောင့်ကြည့်ရတာပါဂျပန်စီကိုပြန်အပ်ပြီးတဲ့နောက်တော့ကျွန်းမှာစောင့်ကြည့်တာတွေကို2016မတိုင်ခင်အတီးဘာမှမလုပ်ခဲ့ပါဘူး2016မှာ ဂျပန်တွေရောက်လာတာကနှစ်ပေါင်း30ကျော်အတွင်းမှာပထမဆုံးစီရဲကောက်ွေရေးလှုပ်ရှားမှုတစ်ခုပါပဲအခုဒီ2015မှာအဲ့ဒီကျွန်းဘော်ကကောက်ွေရေးကိုထပ်ပြီးတိုးရှင်းဖို့ပြောလာတာကတော့၉နှစ်အတွင်းမှာဖြစ်လာတဲ့လှုပ်ရှားမှုတစ်ခုပါကျွန်းရဲ့တည်နေရာကဂျပန်တရုတ်နဲ့တောင်ထရုတ်ပင်လယ်ဒေသရင်းနိုင်ငံတွေအတွက်အရန်ကိုအရေးပါပါတယ်ဂျိန်တောင်ဖောင်ဒေးရှင်းရဲ့2018ခုနှစ်ကရေးသားခဲ့တဲ့ China Expanding Navy Free Sand Travel Nibor ဆိုတဲ့ဒီဆောင်းပါးမှာဆိုရင်အဲ့ဒီအချိန်တုန်းကထိုင်ဝမ်ဒုက္ခကွေရေးဝင်ကြီးရဲ့ခမ်းမန်းချက်လေးပါခဲ့ပါတယ် သူပြောတာကလာမယ့်အနာဂတ်မှာတရုတ်ရေတပ်ကဖိလစ်ပိုင်ရဲ့ဒီ WMI ကျွန်းနဲ့ထိုင်ဝမ်ရဲ့ဒီ Oki ကျွန်းအကြားရေပြင်မှာလှုပ်ရှားလာနိုင်မယ်လို့ပြောခဲ့တာပါ။တကယ်လည်းပဲအခုနှစ်ပိုင်းတွေမှာဗီဂျင်းရေတပ်ကအဲ့ဒီရေပြင်အနီအနာဝန်းကျင်အထိရှစ်ဆက်လာပါတယ်။ဒီနေရာကဂျပန်ရဲ့ယိုနာဂူနီကျွန်းတောင်ဘက်မှာရှိပါတယ်။ဒီတော့ဂျပန်ဘက်ကအဲ့ဒီကျွန်းပေါ်မှာကာကွယ်ရေးစနစ်တွေတိုးရှားလာတဲ့အကြောင်းကိုပြောရရင်ဒါနဲ့ဆက်ဆက်တော့ပါတယ်။ ီနေရာမှာဂျပန်ကောက်ကွေရေးစနစ်တွေရှိနေရင်တရုတ်ရဲ့လှုပ်ရှားမှုတိုင်းကိုအသေးအရှာစောင့်ကြည့်နိုင်ပြီးတော့မှတုံ့ပြန်လို့ရနိုင်ပါတယ်။ဂျပန်နဲ့ထိုင်ဝမ်အတွက်တင်အကျိုးရတာမဟုတ်ပင်နဲ့ဖိလစ်ပိုင်အမေရိကန်တို့အတွက်လည်းအကျိုးရှိစေတဲ့အရေးတစ်ခုပါ။ဒီတော့ဖိလစ်ပိုင်အမေရိကန်တို့အတွက်ဘလို့အကျိုးတက်ရောက်မှုတက်ရောက်တယ်လဲဆိုတာကိုမပြောခင်မှာအခုအချိန်ဖြစ်နေတဲ့ထိုင်ဝမ်နဲ့ပတ်သက်တဲ့အကျိုးကိုအရင်ပြောပါမယ်။ထိုင်ဝမ်ကဂျပန်ရဲ့အခုအရွေးကြောင့်အကျိုးရလဲကောင်းရနိုင်တဲ့နိုင်ငံတွေထဲမှာအနည်းဆုံးပါပဲ။ကျွန်းပေါ်မှာရှိတဲ့လေကြောင်းကောက်ွယ်ရေးစနစ်ကအခုအချိန်မှာ ထိုင်ဝန်အထိမကောက်ွေးနိုင်ပေမဲ့ရေဒါကတော့ကောင်းကောင်းအထောက်အပံ့ဖြစ်ပါတယ်။ကျောင်းပေါ်မှာတုံတဲ့ JFVS3 ရေဒါရဲ့ထောင်လင်းနိုင်တဲ့အကော်အဝေးကထိုင်ဝန်ကျောင်းတစ်ခုလုံးနီးပါးကိုလွှမ်းခြုံနိုင်ပါတယ်။မိုင်300လောက်ထောင်လင်းနိုင်လို့ထိုင်ဝန်ရေလက်ကြားနဲ့တရုတ်ကန်ယိုတန်ကလေကြောင်းလှုပ်ရှားမှုတွေကိုဂျပန်ဘက်ကဒီရေဒါတွေနဲ့သိနိုင်ပါတယ်။ရေဒါကတော့ 3D Alley Warning ရေဒါပါ။လေပေါ်မှာရှိနေတဲ့ drone မဆိုင်နဲ့လေယံတွေရဲ့အကော်အဝေးအချိန်ပြီးသူတို့ရဲ့လမ်းကြောင်းအမြင့်ပေတာတွေကိုတွက်ချက်ပြပါလေ ။နေကြောင်ပြင်းမဲ့တော်တော်များများကိုလည်းတစ်ချိန်တည်းမှာထောင်လဲနိုင်တဲ့ရေဒါပါ။ပေးလေးကြီးဖြင့်အထက်ပေ300လောက်အမြင့်မှာရှိရင်ကိုရေဒါကမြင်နိုင်ပါတယ်။ထောင်ဝင်တက်ဆိုရင်တော့ဒါကသိအလုံးမဖြစ်နိုင်ပါဘူး။အကြောင်းကတော့တောင်ကုန်းတွေပေါ်တဲ့ကျွန်းဖြစ်တဲ့အတွက်တစ်ဖက်မှာရှိတဲ့အနင်းပိုင်းကပြင်းမဲ့တွေကိုမထောင်လဲနိုင်တဲ့အတွက်ပါ။ဒါပေမဲ့အမြင့်ပြန်ပြင်းမဲ့တွေကိုတော့ထောင်လဲနိုင်ပါတယ်။ပေ1000လောက်အမြင့်မှာရှိရင်တော့ဂျပန်ကျွန်းကရေဒါတွေကထောင်လဲနိုင်တာပါ။ထောင်ဝင်အတွက်ဘလို့အရေးပါတယ်ဆိုရင်တော့တရုတ်ကကျွတ်ကျော်မှုကိုလုပ်ခဲ့ရင် ထမဆုံးပြည့်မှတ်ဖြစ်မှာကထိုင်ဝမ်ရဲ့ရေဒါတွေပါထိုင်ဝမ်ရဲ့အင်အားနဲ့ဆိုရင်တရုတ်ရဲ့ဒီတိုက်ခိုက်မှုတွေကိုခုခံနိုင်စွမ်းအပြည့်အဝမရှိထားပါဘူးတရုတ်ဘက်ကခေဟောင်းလီယန်ကနေပုံပြောင်းထားတဲ့ဒရုန်းတွေအစင်းကြီးဒီရာရှိထောင်ရှိရှိတဲ့အပြင်တခြားဒရုန်းတွေကလည်းရှိပါသေးတယ်စီးရဲသုံးသက်သူတွေကခံမှန်းထားတာကတော့ဒီဒရုန်းတွေကပထမဆုံးတိုက်ခိုက်မှုတွေအတွက်တရုတ်ကသုံးဖြည့်မဲ့အရာတွေလို့ပြောကြပါတယ်အစင်းကြီးရာရှိထောင်ရှိနဲ့အုပ်စုလိုက်တက်လာကြမဲ့တရုတ်ဒရုန်းတွေကိုထိုင်ဝမ်က အကုန်မပြေချနိုင်ပါဘူး ဒီလိုကြောင့်ရေဒါတွေကအများစုပျက်စီးသွားနိုင်ပါတယ်။တရုတ်ကတိုက်ခိုက်မှုကြောင့်ရေဒါတွေပျက်စီးခဲ့ရင်ဂျပန်ကျောင်းရဲ့ရေဒါတွေကအသုံးဝင်လာမှာပါ။ဂျပန်အနေနဲ့စစ်ပွေးကိုဝင်မလာရင်တော့မှထိုင်ဝမ်ကိုတော့စောင့်ကြည့်ထောင်လင်းရင်းတဲ့တဲ့အဆက်လက်တွေကိုပေးနိုင်ပါတယ်။ပြည်ပြေဆုံးတဲ့အဆက်လက်တွေတော့မဖြစ်နိုင်ပေမဲ့ဒီဆန်ကာကူကျောင်းစုတွေမှာပါဂျပန်ဘက်ကရေဒါတွေတက်လိုက်ရင်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုလုပ်ဖို့ကအကန့်အသတ်ကလည်းရှိပြန်ပါတယ်။ဆန်ကာကူကျောင်းစုကတရုတ်နဲ့ဂျပန်အငင်းပေါ်နေတဲ့နေမြေပါ။ အခုချိန်မှာကျုံးစုပေါ်ကိုဘေဘက်ကမှတက်ဆွေးထားတာမရှိသေးပါဘူးထိုင်ဝမ်ရေကပေါက်ခွေထွက်လာရင်တရုတ်ဘက်ကထိမ့်ချုပ်လာနိုင်တယ်လို့ဂျပန်ကလည်းထိမ့်ချုပ်သွားနိုင်ပါတယ်ဒါကတော့ဘလို့ဖြစ်မှလဲကိုတကယ်ဖြစ်မှသိရမှာပါတရုတ်မဟုတ်ပဲဂျပန်ကသာထိုင်ဝမ်စစ်ဖြစ်နေချိန်မှာဝင်ထိမ့်ချုပ်နိုင်ခဲ့ရင်တော့ဘေကျင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုထိုင်ဝမ်ဘက်ကကောင်းကောင်းတည်ရနေမှာပါအဲ့ဒီအချိန်ဘေဘက်ကထိမ့်ချုပ်မှလဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ခံမှန်းသုံးသပ်ချက်ကိုပြောရရင်တော့ဂျပန်ကပဲထိမ့်ချုပ်လာနိုင်ပါတယ် စံကောက်ကူအငင်းပေါ်နေမြေကိုတရုတ်ကသာထိုင်ဝမ်နဲ့ဆစ်ဖြစ်နေချိန်ဒါမှမဟုတ်ဒီမဖြစ်ခင်မှာထိန်းချုပ်ခင်းရင်ဂျပန်ကိုစစ်ထေးပါလာဖို့အတွက်ခွင့်ပြုလိုက်သလိုဖြစ်လာပါလိမ့်မယ်ဒီလိုအကြောင်းပြချက်ကောင်းရအောင်ဘေကျင်းကလုံမဲ့အနေထားမရှိနိုင်ပါဘူးနောက်ပြီးတော့မှဒီလိုကိစ္စတွေကဘေကျင်းရဲ့ထိုင်ဝမ်ကျူးကျော်စစ်ကိုကြေပြန့်တော့စေနိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ခံမှန်းသုံးသပ်ချက်ပါဘေးလမ်းကိုပဲရွှေ့ရွှေ့ဘေကျင်းမှာအသာစီးရတာနေတာနဲ့များတာပဲကောပါတယ် ဂျပန်ကိုစစ်ထေးဝင်နိုင်ဖို့အကြောင်းပြချက်ကောင်းဖြစ်အောင်မလုပ်နိုင်တဲ့ဆန်ကာကူအငင်းပေါ်နေမြေကိုမထိတ်ရှုပ်ထိုင်တဲ့နေ့ကပဲဗီဇက်အတွက်အကောင်ဆုံးရွေးချယ်မှုတစ်ခုပါပဲဘလို့ပဲဖြစ်ဖြစ်ထိုင်ဝမ်ကတော့ယိုနာဂူနီကနေရောဆန်ကာကူကနေပါအကျိုးအများရပါတယ်ဒီတော့ဒေတာတွေကဖိလစ်ပိုင်နဲ့အမေရိကန်အတွက်ဘလို့အကျိုးရှိစေတာလဲဆက်ကြည့်အောင်ပါအစွားကပြောခဲ့တဲ့အတိုင်းယိုနာဂူနီကထိုင်ဝမ်အတွက်တည်းမဟုတ်ပဲဖိလစ်ပိုင်တို့အတွက်လည်းအရေးပါပါတယ်ပထမဆုံးကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ဝါယာမီကျွန်းအနီးက တရုတ်ရေတန်းရဲလှုပ်ရှားမှုတွေကိုဂျပန်ကအနီးကပ်စောင့်ကြည့်ထောက်လှမ်းနိုင်ပါတယ်။တရုတ်ကတောင်တရုတ်ပင်လယ်ကိုတရုတ်ဆိုတဲ့စကလုံးပါလို့သူပိုင်နေဆိုပြီးပြောလာခဲ့တာကြားပါပြီ။တောင်တရုတ်ပင်လယ်ရဲ့တောင်ပင်းနဲ့အနောက်ဘက်ကပါရာစီစပရက်တလီဒီကျွန်းစုတွေမှာတရုတ်ကနေပြီးတော့မှကျွန်းတူးတွေကိုပြီးခဲ့တဲ့စီစဉ်နှစ်တွေမှာဆောက်ခဲ့ပါတယ်။တရုတ်ရဲ့နေမြင့်ရှိထွေမှုကအမှားပဲရက်မနေပါဘူး။2024 2025မှာတော့ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်းကစကာဘရော့တောင်ခုံမှာတရုတ်ကခက်ဆိတ်ဆိတ်လှုပ်ရှားလာပါတယ်။ ဒီလိုလှုပ်ရှားလို့ပဲဖိလစ်ပိုင်နဲ့တင်းမာတာတရုတ်သင်းပေါ်အစဉ်အချင်းတိုက်မိတာတွေဖြစ်ခဲ့တာပါစကော့ဘရော့မှာတရုတ်ရဲ့လှုပ်ရှားမှုတွေစိမ့်လာချိန်မှာပဲအစောကပြောခဲ့တဲ့ဝိုင်ယာမီကျွန်းနဲ့အော့ခီကျွန်းအကြားမှာတရုတ်သင်းပေါ်တွေကိုတစ်ခါတစ်ခါတွေ့လာရပါတယ်ဗီတန်ရဲ့ရည်ရွယ်ချက်ကတော့တောင်တရုတ်ပင်လယ်ကိုမြောက်ဖြားဆုံးကနေပြီးတော့မှပိတ်နိုင်ဖို့ပါပင်လယ်ပြင်တစ်ခုလုံးကိုထိန်းချုပ်လာခြင်းနဲ့သူရဲ့ရည်ရွယ်ချက်ကအခုနှစ်တွေမှာပိုပြီးတွေ့လာရပါတယ်ဂျပန်ရဲ့ယိုနာဂူနီကျွန်းကတော့ဒီနေရာမှာပါအသုံးဝင်လာပါတယ် တရုတ်ရဲ့တောင်တရုတ်ပင်လေမြောက်ဖြားကလှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နိုင်တဲ့အတွက်တရုတ်အနေနဲ့လည်းစကာဘရိုတေးတောင်ခုံကားလိုမစင်မစင်မလုပ်နိုင်တော့ပါဘူး။ဒါကြောင့်ဖိလစ်ပိုင်အနေနဲ့လည်းသူ့ရဲ့ဝိုင်ယာမီကျွန်းကိုပါတရုတ်နဲ့အငင်းပွားရမယ့်အစီအစဉ်မျိုးရောတော့စေပါလိမ့်။အမေရိကန်အတွက်ဘာလို့အရေးပါနေတယ်လဲဆိုရင်တော့အမေရိကန်ရဲ့အာရှပစိဖိတ်ကတည်ရှိမှုအကြောင်းကိုနည်းနည်းပြောဖို့လိုပါလိမ့်။အာရှပစိဖိတ်ဒေသဆိုတာဝါရှင်တန်အတွက်အရေးအကြီးဆုံးနောက်ခံတကားပါပဲ။ဥရောပကအရှိတကားပါ။ဒါပေမဲ့ နေတိုးလိုစေမဟာမိတ်ရှိနေတာဖြစ်လို့အင်ပီရိုဘက်ကတိတ်စိုးရင်ဖို့မလိုပါဘူးအာရှပစိဖိတ်မှာတော့ဂျပန်နဲ့ဖိလစ်ပိုင်ကပဲအာကိုလိုရနိုင်တဲ့အနေအထားမှာရှိပါတယ်တောင်ကိုရီးယားကတော့တကူကောင်းဆန်ဆန်ပဲဒေတာရဲကိစ္စတွေထက်ကိုရီးယားကျွန်းစီအရေးကိုပဲပိုစိတ်ဝင်စားပါတယ်ဒီလိုခုခဲ့စရာမဟာမိတ်အဖွေကြီးမရှိတဲ့အတွက်အမေရိကန်ကအာရှပစိဖိတ်မှာတူတက်တွေကိုတိုင်ပန်နိုင်ငံတွေအနီးမှာရှာထားပါတယ်ဂျပန်မှာဆိုအိုကီနာဝါအပြင်တခြားနေရာတွေမှာလည်းအမေရိကန်စခန်းတွေရှိပါတယ်ကိုရီးယားမှာလည်းစခန်းတွေရှိပြန်ပါတယ် ဖိလစ်ပိုင်မှာစောင်းကြီးရဲစခန်းတွေနဲ့ဂူအန်မာတော့စစ်စခန်းကြီးဖွင့်ထားပါတယ်။တော်ရုပ်ပင်လေကိုအမေရိကန်ကနိုင်ငံတကာရေပိုင်နဲ့အနေနဲ့သတ်မှတ်ထားတဲ့အတွက်ဒီနေရာမှာသူ့ရေတပ်ကလည်းလှစ်နေတယ်ပါတယ်။တရုတ်ဘက်ကသာအစိုးရကပြောတဲ့မြောက်ဖြားဒေသမှာပိတ်ဆို့လာနိုင်ခဲ့ရင်အမေရိကန်ရဲ့နိုင်ငံတကာရေပိုင်နဲ့အတွက်မှာလွယ်လွယ်စွာလှုပ်ရှားမှုတွေကဖြစ်လာတော့မှာမဟုတ်ပါဘူး။တရုတ်ဘက်ကပိတ်ဆို့နိုင်တဲ့ဒီလမ်းကြောင်းကနေပဲအမေရိကန်သင်္ဘောတွေကတောင်တရုတ်ပင်လေတွေဝင်ကြတာပါ။တရုတ်ဘက်ကမလှုပ်ရှားလာနိုင်အောင်လို့ဂျပန်က ယွန်နာဂူနီကနေစောင့်ကြည့်ပါတယ်ဂျပန်ရဲ့စောင့်ကြည့်မှုနဲ့အမေရိကန်ကတောင်တရုတ်ပင်လယ်အရေးမှာရောထိုင်ဝမ်အရေးမှာပါဆက်ပါလာနိုင်မှာပါယွန်နာဂူနီမှာဂျပန်ရဲ့တည်ရှိမှုတွေတိုးရှိလာတာကဒီလိုမျိုးအမေရိကန်အတွက်အကျိုးဖြစ်စေပါတယ်ဂျပန်အတွက်ဘယ်လိုအရေးပါတယ်လဲဆိုရင်တော့ပြောရမှာနေနေရှိပါတယ်ဒေသတွင်းကိစ္စတွေနဲ့ဆက်ဆက်လို့ပါထိုင်ဝမ်ကိစ္စတောင်တရုတ်ပင်လယ်ကိစ္စနဲ့လည်းမပြီးပါဘူးတရုတ်နဲ့ပတ်သက်ရင်ဒီဖြစ်ရက်နှစ်ခုကိုပဲမြန်မာတွေအများစုသိကြတာပါတီဖို့ကြံတဲ့အရာတစ်ခုရှိပါသေးတယ်ဒါကတော့ first iron လဲစိန်လို့ခေါ်တဲ့ တရုတ်ဖက်ကပုံသူကုလာနေတဲ့အရေးပါတောက်တရုတ်ပင်လေလိုပဲတရုတ်ကတရုတ်စကလုံးပါတဲ့အရာတိုင်းသူပိုင်တယ်လို့သတ်မှတ်ပါတယ်ဒါကတမင်တသက်ရွေးဆောင်တဲ့စကားမဟုတ်ပါဘူးရွေးဆောင်တဲ့စကားဆိုရင်တော့တရုတ်စံကပင်ပင်တော့မှသူ့အပင်လို့ပြောနေမှာပါတရုတ်ကဒီအရှိတရုတ်ပင်လေကိုလည်းသူပိုင်တယ်လို့သတ်မှတ်ပါတယ် First Island Chain ဆိုတာကတော့စီးခင်းမှာပေါ်ခဲ့တဲ့ American ရဲ့စီးရေးမဟာဗျူဟာတစ်ခုပါတရုတ်ဆိုဗီယက်ဓာရီကိုပိတ်ဆို့ဖို့အတွက်အမေရိကန်ကဘော်လီယိုကျွန်းကနေစပြီးတော့မှ ိလစ်ပိုင်နဲ့အိုကီနာဝဒေသအထိပထမခံစစ်လိုင်းကိုတတ်မှတ်ခဲ့ပါတယ်။ဒါကို First ILM ရှင်းလို့ခေါ်ပါတယ်။ဗေဂျန်ကလက်ရှိခေတ်မှာတော့အဲ့ဒီဗျူဟာကိုသူ့ရဲ့နီလန်မျိုးနဲ့ပုံတူကူးလာပါတယ်။ဗေဂျန်ရဲ့ရည်ရွယ်ချက်ကတော့ American နဲ့ Japan တွေရဲ့ရှင်းရှောင်းနိုင်စွန်းကိုယော်နေအောင်အတွက် First ILM ရှင်းခံစစ်လိုင်းထဲဩဇာရှိထွက်နိုင်ဖို့ပါ။ဒီလိုတရုတ်ဘက်ကမြင်တဲ့ First ILM ရှင်းကတော့တောင်တရုတ်ပင်လယ်အရှေ့တရုတ်ပင်လယ်နဲ့ပင်လယ်ဝေါ်ကိုခံစစ်လိုင်းအနေနဲ့မြင်ပါတယ်။ဒီခံစစ်လိုင်းမှာတရုတ်က တောင်တရုတ်ပင်လေးကိုအတိုင်းအတာတစ်ခုထိစိုးမိုးနေနိုင်ပါပြီ။ပင်လေးဝါကတော့တရုတ်နဲ့လက်တကမ်းမှာဖြစ်လို့စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့အရှေ့တရုတ်ပင်လေးမှာတော့တိုင်ဘက်တွေကရဲကြည့်မနေကြပါဘူး။အိုကီနာဝါဒေသနဲ့တရုတ်ပြည်မကြီးဂျာကအရှေ့တရုတ်ပင်လေးဆိုတာဘေကျဲအတွက်ခုဖို့ခက်တဲ့ပန်းတပွင့်ပါ။အကြောင်းကတော့အမေရိကန်ကအိုကီနာဝါနဲ့ဒီကျူရှူကျောမှာအထိုင်ရှားနေတာကြောင့်ပါပဲ။ဒါကိုအားဖြည့်ပေးလာတာကတော့ယိုနာဂူနီမှာဂျပန်ကကာကွယ်ရေးတွေတိုးမဲ့ကိစ္စပါ။ ဘာလို့ဂျပန်ဘက်ကအဲ့ဒီမှာကာကွယ်ရေးတွေတိုးချရတာလဲအစောကပြောခဲ့တဲ့အကြောင်းတွေဒီမှာဆိုရင်ထိုင်ဝမ်အရေးကြောင်းရောတောင်တရုတ်ပင်လယ်အရေးကိစ္စတွေကြောင်းတိုးရှိတယ်ဆိုတဲ့သဘောမျိုးကိုနားလည်လာပါပြီအခုကနောက်ထပ်ကိစ္စတစ်ခုပါယိုနာဂူမီရဲ့တည်နေရာကထိုင်ဝမ်တောင်တရုတ်ပင်လယ်အရှေ့တရုတ်ပင်လယ်ရဲ့ကြားမှာရှိနေတာပါလက်ရှိအထင်းကျင်းတွေအရဆိုရင်အိုခီနာဝါထက်တောင်မှာအရေးပါနေတဲ့နေရာပါဂျပန်ကာကွယ်ရေးဌာနရဲ့2025အောက်တိုဘာကထုတ်ပြန်ခဲ့တဲ့စာမျက်နှာရှိခုပါတဲ့ ရှိတရုတ်ပင်လေကတရုတ်ရဲ့လှုပ်ရှားမှုဆိုတဲ့မှတ်တမ်းပါဆိုရင်ဘလောက်ထိတရုတ်ဘက်က fast iron နဲ့ shrimp view ဟာကိုအကောင့်တွေပေါ်နေတယ်ဆိုတာကိုမြင်ရမှာပါအမေရိကန်နဲ့ဂျပန်ရဲ့စောင့်ကြည့်မှုတွေရှိနေတာတော့တရုတ်ကအရှိတရုတ်ပင်လေမှာကစားပွဲတွေလုပ်လာပါတယ်မှတ်တမ်းရဲ့စာမျက်နှာရှောက်မှဆိုရင်တရုတ်စစ်တပ်ရဲ့အတ္တီဒေတာကလှုပ်ရှားမှုတွေကိုပြထားပါတယ်ဒီမှတ်တမ်းမှာဆိုရင်တရုတ်လေယာဉ်တွေတင်မောတွေရဲ့ဒီလှုပ်ရှားမှုတွေကိုတွေ့ရမှာပါနောက်ဆုံးမှတ်တမ်းကတော့2015မေလတုန်းကတရုတ်ရဲ့ဟဲရင်ကနေပြီးတော့မှာ အငင်းပေါ်ဆန်ကာကူကျွန်းအနီးမှာဝေးတဲ့ကိစ္စပါပါတယ်2024ဩဂုတ်မှာလည်းဝိုင်းနိုင်အမျိုးအစားထောင်းလန်းစောင့်ကြည့်ရေးလျင်ကဂျပန်ပိုင်နယ်ထေချူးကျော်ဝင်ရောက်လာမယ်အကြောင်းပါပါတယ်အိုခီနာဝေါ်နဲ့ယိုနာဂူနီကျွန်းတဝိုက်ကာတင်းပေါ်လှူဆောင်မှုတွေကိုပြောရမယ်ဆိုရင်2020ခုနှစ်နိုဝင်ဘာမှာစပါတယ်တရုတ်ရေတဲရဲ့ထောင်းလန်းစောင့်ကြည့်ရေးရေဒါတင်းပေါ်ကဆန်ကာကူကျွန်းအငင်းပေါ်နေပြီးအနီးထိထောင်းလန်းစောင့်ကြည့်တာတွေလုပ်ခဲ့ပါတယ်နောက်တနေ့2016ဇွန်မှာတော့တရုတ်ရဲ့ Frigate တင်ပေါ်တဲ့ဇင်ကအငင်းပေါ်နေမြေတွေကိုပထမဆုံးဝင်ခဲ့ပါတယ် အဲ့ဒီလာမှာပဲအစောကပြောခဲ့တဲ့ရေဒါတင်ဘောကအရှိဖကူရှူကျွန်းအနီးမှာရှိတဲ့ယာကူရှိမာကျောင်းသားကိုလေလာဆောင်ကြည့်တာတွေပါလုပ်ခဲ့ပါတယ်။အရှင်နဲ့အနောက်ကိုတပြိုင်တည်းဆင်းချောက်လာတဲ့အပြုအမူပါ။ဒီနောက်တော့တင်းမာလာတဲ့အတွက်လှုပ်ရှားမှုတွေက2016ခုမှာမရှိခဲ့ပါဘူး။2018ဇန်နဝါရီမှာတော့ဘေကျန်းကပြင်ပြီးတော့မှဇန်လန်းစားပါတယ်။ရှမ်အတန်းစားရင်ကိုတင်ဘောနဲ့ကျန်းခိုင်အတန်းစားဖရီဂိတ်ကဆန်ကာကူအငင်းပေါ်နေမြေတွေကိုဖျက်မောင်းခဲ့ပါတယ်။အဲ့ဒီနောက်တော့ဘာမှထပ်မဖြစ်တော့ပါဘူး။2019မှာလည်းဘာကိစ္စကိုမှမတွေ့ရပါဘူး။ 2020ဇွန်လမှာတော့အာမာမီအိုရှိမာကျွန်းစုမှာတရုတ်ယာဉ်ကိုတင်ပေါ်တစဉ်ပေါ်လာပါတယ်။2020မှာလည်းဒီလိုဖြည့်ရက်ကိုပဲတွေ့ရပါတယ်။ဒါပေမဲ့2021နောက်ပိုင်းတရုတ်ယာဉ်တဲ့ရဲ့လှုပ်ရှားမှုကကူရှုနဲ့ယွနာဂူနီကျွန်းအကြားမှာပုံများလာပါတယ်။စာမျက်နှာ၆မှာပြထားတဲ့ဖြည့်ရက်အများစုက2021ကနေစားတဲ့ဖြည့်ရက်တွေပါ။စာမျက်နှာ9နှစ်မှာတော့အိုခီနာဝါနဲ့ယွနာဂူနီကျွန်းကြားကလှုပ်ရှားမှုတွေကို ပြထားပါတယ်။အဲ့ဒီတည်းမှာတော့မီယာကိုကျွန်းနဲ့အိုခီနာဝါကြားကလှုပ်ရှားမှုဆိုပြီးရေးထားပါတယ်။မီယာကိုကျွန်းကတော့ကျွန်တော်တို့ပြောနေတဲ့ ယိုနာဂူနီရဲ့အရှိတ်ဖက်မှာရှိတဲ့ကျွန်းမှာသူနဲ့အိုခီနာဝါကျွန်းစုကမိုင်းရာရှိဝဲပါတယ်။တရုတ်ရတဲ့အတွက်ဖောက်ထွက်နိုင်တဲ့နေရာလဲလစ်တကူပါ။အပေါ်ဘက်ကပလန်ဘတ်ဆင်ဇယားမှာတော့တင်းမောလှုပ်ရှားမှုတွေကိုမှတ်တမ်းတင်ထားပါတယ်။အိုခီနာဝါနဲ့မီယာကိုကျွန်းအကြာကရေပြင်မှာရှိတဲ့လှုပ်ရှားမှုတွေမဟုတ်ပဲကူရှုနဲ့ယိုနာဂူနီကျွန်းအကြာကရေပြင်နေရာလက်တွေမှာဖြတ်မောင်းတော်တာတွေကိုမှတ်တမ်းတင်ထားတာပါ။2008မှာ3ချိန်ကနေစားလိုက်တဲ့ဒီဖြတ်မောင်းတဲ့ကိစ္စက2014မှာတော့အချိန်ရင်50ချိန်ဖြစ်လာပါတယ် အောက်ဆီးယားမှာတော့အစောကပြောတဲ့မီယာကိုမီနဲ့အိုခီနာဝေါ်ဂျာကလှုပ်ရှားမှုတွေရဲ့မှတ်တမ်းပါအရိကကတော့ဒီကြောင့်လှုပ်ရှားမှုတွေပါပဲအုံပြူတဲ့လေရင်နဲ့ဒရုန်းအမျိုးအစားတွေကိုလည်းအဲ့ဒီမှာပြထားပါတယ်2013ကနေစာမှတ်တမ်းတင်ခဲ့တဲ့6ကြိမ်ကနေ2014မှာတော့6ကြိမ်ဖြစ်လာပါတယ်ဒီနေ့မှာ2013ကစစ်ကြိမ်နဲ့အများဆုံးလှုပ်ရှားတဲ့အချိန်ဖြစ်ခဲ့ပါတယ်ဒရုန်းထောင်းလင်းတွေ့ရှိတာကတော့မကြာခဏဖြစ်တယ်လို့ပြောထားပါတယ်ဒီကျောစုနှစ်စုကြာကလှုပ်ရှားမှုတွေကပစိဖိတ်စီကိုသွားတာပါဒါကိုကြည့်မြင်ဆိုရင်တရုတ်က ဖတ်အိုင်ရန်ရဲ့စင်ဗျူဟာကိုစားပြီးလုံနေတယ်လို့ယူဆနိုင်ပါတယ်။ဒါကြောင့်ဂျပန်ရဲ့ယိုနာဂူနီမှာကောက်ကွေရေးတိုးချလာတာကဘီဂျင်းရဲ့ဖတ်အိုင်ရန်ရဲ့စင်ကိုတင်ပြန်ဖို့လဲပါမယ်လို့သုံးသပ်ရပါတယ်။ကုချူကျွန်းရဲ့ယိုနာဂူနီကျွန်းအကြကကျွန်းစုတွေကိုဂျပန်ရဲ့အနောက်တောင်ပိုင်းလေကြောင်းကောက်ကွေရေးတပ်ကတာဝန်ယူရပါတယ်။အဲ့ဒီကျွန်းစုတွေမှာမြေပြင်တန်းအနေနဲ့ဆိုရင်အမတ်စင်ကတမဟာရဲ့ကွက်ကိမှုအောက်မှာရှိကြပါတယ်။စစ်တေတာကတော့လေတန်းရဲ့စစ်တေတာပါ။ကုချူနဲ့ယိုနာဂူနီအကြမှာစောင်းကြီးရေဒါစခန်းကြီးကခုနှစ်ခုရှိပါတယ်။ အခုယိုနာဂူနီကတော့မပါပါဘူးရေဒါရှိပေမဲ့စခန်းကြီးအနေနဲ့မဖြစ်သေးလို့ပါဒါပေမဲ့လက်ရှိအနေအထားတွေအရဆိုရင်နောက်ပိုင်းမှာပါလာမယ့်အနေအထားရှိပါတယ်နောက်ပြီးတရုတ်ဘက်ကသာအရှိတရုတ်ပင်တွေမှာပို့ပြီးလှုပ်ရှားရဲဂျပန်ကလည်းယိုနာဂူနီမှာတက်တွေကိုပို့ရှားလာမယ်လို့သုံးသပ်ရပါတယ်အဲ့ဒီမှာလေယံခွင်းလည်းရှိနေပါတယ်ဒါကအတုံးဝင်လာမယ့်အရာတစ်ခုဖြစ်လာနိုင်ပါတယ်မြေပေါ်မှာတော့လေယံခွင်းကိုတိုးရှင်းမဲ့အနေအထားမရှိသေးပေမဲ့ဖြစ်မလာနိုင်တဲ့အရာလို့ပြောမရပြန်ပါဘူးတရုတ်ကသာအရှိတရုတ်ပင်တွေမှာရင်လိုတဲ့လှုပ်ရှားမှုတွေခဲစိတ်စိတ်လှုပ်လာရင်တော့ တိုချိုကလည်းယူနာဂူနီကျွန်းနဲ့ဒေတာတဝိုက်ကကျွန်းစုတွေမှာကာကွယ်ရေးအပြင်ဒီအစားအရာတွေကိုပါတိုးချလာပါလိမ့်မယ်။လက်တော်မှာတော့တာလဲကာကွယ်ရေးအတွက် Type 03ရှူကိုပဲစားထောက်အောင်ပါပါ။ရေလုံမှုတွေဖြစ်လာရင်တာဝဲကာကွယ်ရေးစနစ်တွေကယူနာဂူနီကိုရောက်လာဖို့ရှိပါတယ်။ဂျပန်ရဲ့ဒီလိုအရေးတွေကြောင့်တရုတ်ဘက်ကထိုင်ဝမ်အရေးလေတဲ့ရောလာမှာလားမှမဟုတ်ဆက်ပြီးရေလိုလာမှာလားကတော့ကျွန်တော်တို့စောင့်ကြည့်ရပါအောင်မယ်။အခုဒီတော့ဘေကျင်းရဲ့ဒေါ်တာကမပြည့်သေးပါဘူး။ဂျပန်ကတော့ဒီအခင်အကျင်းကိုအခွင့်အကောင်းယူပြီးတော့မှတောင်တရုတ်ပင်လယ်ထိုင်ဝမ်နဲ့ ရှိတရုတ်ပင်လေကြားဆုံရဲမှာရှိနေတဲ့ယိုနာဂူဒီမှာစည်ရည်တည်ရှိမှုတွေတိုးရှိလာနိုင်ခဲ့ပါတယ်။ပစိဖိတ်ရေပြင်ကနိုင်ငံရေးစည်ရည်ပြင်ဆင်မှုမုံတိုင်းကတော့မညက်တန့်သေးပါဘူး။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့ user ချက်တွေ၊ theory တွေကိုလည်း comment မှာမဖြစ်မနေရှာရေးပေးတော့ခဲ့ဖို့တောင်းဆိုပါရစေ။နောက်လိုချိန်မှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင့်တဲ့ပုံမှန်တင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုံမှာကြင်ကြင်မာမာနဲ့ပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ လူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လက်မှတ်ဘွဲ့လက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတက်တာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9162 695နဲ့399 905953လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။